all right so ចောင်းသားចောင်းသူរីနေមីបាយឯត្រមាក IG ဆက်စည်းဆိုတာနားလေသဘောပေါက်ကြပါမယ် PIG ဆက်စည်းဆိုတာကိုလည်းသိထားတင်ပါတယ် PIG ဆက်စည်းဆိုတာဘာလဲဘယ်သူတွေတက်တင်တာလဲဒါတွေကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် PIG ဆက်စည်းဆိုတာကတရားဝင်သင်ယူညွှန်းတဲ့တခုမဟုတ်ပါဘူး IG ဆက်စည်းတွေပြင်ဆင်ပေးတဲ့အဆင့်တစ်ခုလာဖြစ်ပါတယ်။ဒါပေမဲ့ IG ဆက်စည်းလို့တော့ဆောင်ရွက်ပုံစံ officially မရှိပါဘူး။ PIG ဆက်စည်းဆိုတာရှင်းရင်းပြောရရင် curriculum အရ year 8နဲ့ year 9ကိုဆိုလိုတာပါ။ ចောင်းនេះមកတော့យីអេងနဲ့យីណានရဲ့សារីကို PNG សិស្សីအဖြစ်တင် जा ပေးကြပါတယ်ဒါပေမဲ့တချို့ចောင်းတွေမှာလည်းသူတို့ကိုယ်ပိုင် material တွေကိုအသုံးပြုပြီးတင် जा ပေးတာမျိုးလည်းရှိပါတယ် PNG សិស្សីဟာတရားဝင်တင်ယုံညွန့်တဲ့တစ်ခုမဟုတ်တဲ့ကြောင့်မလို့တင် जा ပေးတဲ့ចောင်းမှာမူတည်ပြီးတင် जा ပေးတဲ့အကြောင်းအရာတွေကွာခြားနိုင်ပါတယ်ဒါကြောင့်မို့လို့ចောင်းတစ်ចောင်းနဲ့တစ်ចောင်း PNG សិស្សីတင် जा ဖို့မတူပါဘူး PNG စစီရ IG စစီ curriculum နဲ့လုံးဝမရင်းနှီးဘူးတဲ့ចောင်းသားចောင်းသူတွေအတွက်တင့်တော်ပါတယ်။ English ဘာသာစကားအခက်အခဲရှိတဲ့ចောင်းသူចောင်းသားများလည်းတက်တင်ပါတယ်။ တက်နေတဲ့အချိန်မှာလိုအပ်တဲ့ English level တစ်ခုရအောင်တခါတည်းပြင်ဆင်သွားရင်ပိုကောင်းပါတယ်။မြန်မာသင်ယူကနေ IGC သင်ယူပြောင်းလဲလိုက်တဲ့ကျောင်းသားကျောင်းသူများအနေနဲ့လည်းတက်တင်ပါတယ်။ဒါပေမဲ့ကို့မှာ English ဘာသာစကား level တစ်ခုရှိပြီးသားဆိုရင်တော့ IGC ပဲတန်းတက်ဖို့ recommend လုပ်ပါတယ်။ Pre-IGC ဆင်ရ IGC သင်ယူတွေပြင်ဆင်ပေးတဲ့တရားသင်းလိုပါပဲ။ PRGC စီတက်ရမယ့်ကာလာအကြောင်းတစ်ချောင်းနဲ့အကြောင်းမတူပါဘူး။တချို့ကြောင့်6လတက်ခိုင်းတာရှိသလိုတချို့ကြောင့်9လသို့မဟုတ်တနည်းခွဲလောက်ထိတက်ခိုင်းတာမျိုးလည်းရှိပါတယ်။ကျွန်တော်ကတော့3လသို့မဟုတ်6လလောက်ပဲတက်ဖို့ recommend လုပ်ပါတယ်။ ဒီကာလကចောင်းသားတယောက်အနေနဲ့ IGCC ပညာရေးစနစ်ကိုပြပြဝဝနားလည်ဖို့လုံလောက်သလိုတင်ယူလေးလာမှုပုံစံကိုလည်းအခြေခံကြကြလေးလာနိုင်ပါတယ်။ဒါပေမဲ့ဒါအကြံပြုချက်တစ်ခုသာဖြစ်ပါတယ်။ចောင်းသားရဲ့အခြေအနေပေါ်မူတည်ပြီးအချိန်ကာလကပိုတိုနိုင်သလိုပိုလဲရှိနိုင်ပါတယ်။ဟုတ်ပါတယ်အင်္ဂလိပ်စာပိုင်းတဲ့သူတယောက်ဆိုရင် IGCC curriculum ကိုတန်းလေ့လာဖို့အတွက်လွယ်ကူပါတယ်။အဲ့ဒီပြင်ကိုက subsidy အားကောင်းတဲ့သူဆိုရင်ပိုတော်မှအဆင်ပြေပါသေးတယ်။ အဲ့တော့ဒီလောက်ဆိုရင် PGCC အကြောင်းနားလည်သွားပေါ့မယ်လို့ထင်ပါတယ်။အခုပြောသွားတဲ့ချက်တွေက PGCC တက်တင်လားမတက်တင်လားစဉ်းစားနေចောင်းသားចောင်းတို့များနဲ့မိဘများအတွက်အထောက်အကူဖြစ်စေမယ်လို့မျှော်လင့်ပါတယ်။တကယ်လို့ပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်တာရှိရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။ All right. I'll see you guys in the next video.